်မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေတွေစာဖက်ပရိသတ်တွေကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာပါအဲ့တော့ကျွန်တော်တို့ပထမအဦးဆုံးပြောချင်တာကတော့ကျွန်တော်တို့ဒီနေ့ည8:00နာရီမှာဒါကျွန်တော်တို့အက္ကမဟာတကြံပေါ့လေကျွန်တော်ကမဟာတကြံလို့ကျွန်တော်တို့ကခေါ်တယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ထိုင်းကလည်းသူတို့ရဲ့ song chrom ကိုမဟာ song chrom လို့ခေါ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့ကဟိုပြန်ကြည့်လိုက်တဲ့အခါမဟာထက်မြင်တာပါရှိတယ်ဆိုတော့ကျွန်တော်တို့မှာအက္ခဆိုတာရှိတယ် ဥပမာကျွန်တော်တို့ဒီစစ်သူကြီးမဟာဗန္ဓုလာရဲ့ဘွဲဟာအက္ကမဟာစစ်တေနာပတိချုပ်စစ်သူကြီးနော်သရိုးမဟာဗန္ဓုလာပေါ့နော်ဆိုတော့အက္ကဆိုတာသူကကျွန်တော်တို့မြန်မာမှာတော့ဒီမဟာထက်မြင့်တာပေါ့နော်ဥပမာကျွန်တော်တို့က strategy လို့ခေါ်တယ်မဟာဗျူဟာ grand strategy ဆိုရင် အက္ကဗျူဟာပေါ့နော်ကျွန်တော်တို့ဒါကြောင့်ကျွန်တော်တို့ကအက္ကမဟာတကြံပေါ့လေအဲ့တော့အတက်နေပေါ့နော်ကျွန်တော်တို့တကြံအတက်နေ အာည၈နာရီမှာအခုဒီနေ့ည၈နာရီမှာ special live ထုတ်လွှင့်ပေးဦးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တကြံအတက်နေလို့ဆိုတဲ့အတိုင်းဟာလာကျွန်တော်တို့ကလာမယ့်မြန်မာနှစ်သက်မှာအတက်ဘက်ကိုရောက်အောင်ကိုဘွားမှာလည်းဖွံ့ဖြိုးတိုးတက်မှုတွေရရှိလာအောင်ကျွန်တော်တို့လူအဖွဲ့အစည်းကျွန်တော်တို့နိုင်ငံလေးပဲကောင်းတဲ့ဘက်ကိုရောက်ရှိလာအောင်အတက်ဘက်ကိုရောက်ရှိလာအောင်ကျွန်တော်မင်္ဂလာရှိစွာဆွေးနွေးကြမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုလာပြောတာပေါ့နော်ဒီနေ့ည၈နာရီမှာ special live လွှင့်မှာဖြစ်တယ် ဲ့တော့အဲ့ဒီ live မှာမေးခွန်းလေးတွေမေးခြင်း live မှာမေးတာကြောင့်အခုက connection ကတိတ်မကောင်းတဲ့အခါကျတော့ဟို comment တွေကအများကြီးမပေါ်ဘူးအဲ့တော့မေးခွန်းလေးတွေမေးစရာရှင်ဒီကျွန်တော်အခုဒီဒီကျွန်တော်တို့ဒီ video file ရဲ့အောက်က comment မှာရေးထားပြီးကျွန်တော်ခဏနေကြိုဖတ်ထားပြီးတော့ဖြည့်တင်ဖြည့်လိုက်တဲ့မေးခွန်းတွေကိုကျွန်တော်ဖြည့်ပေးမယ်မေးခွန်းအားလုံးတော့ဖြည့်လို့မရဘူးပေါ့နော်အချိန်အတိုင်းတားရပြီးတော့ကျွန်တော်အခုလာပြီးတော့လည်းမျှဝေမှုလေးဆောင်ရပေးတာဖြစ်ပါအဲ့တော့ကျွန်တော်တို့ကဘဝမှာအောင်မြင်ခြင်းအောင်မြင်မှုဆိုတာအောင်နိုင်ခြင်းတွေနဲ့ဆက်ဆက် ဘဝမှာကျွန်တော်တို့ဟာအောင်နိုင်မှုတွေမရှိဘဲနဲ့အောင်မြင်မှုဆိုတာမရနိုင်အဲ့တော့အောင်နိုင်မှုမရှိဘဲအရှုံးအနေနဲ့ဘလို့အောင်မြင်မှုတည်ဆောက်ဒါကြောင့်အောင်နိုင်ခြင်းကျွန်တော်တို့အလွန်အရေးကြီးတဲ့အောင်နိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဇဏကြနီတိကျမ်းကိုကျွန်တော်လေ့လာနေရင်းနဲ့ဒီထဲမှာဖော်ပြထားတယ်ဒါပေမဲ့ဇဏကြနီတိကျမ်းမှာတော့ဒါဖော်ပြထားတာမဟုတ်ဘူးဓမ္မပဒမှာ ကျွန်တော်တို့ဖုံးတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကကျွန်တော်တို့ဓာတ်ရိုက်ညွှန်ကြားထားတဲ့အောင်ခြင်းအကြောင်းတရား၄ပါအဲ့ဒါကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်အဲ့တော့မမျှဝေမိမှာထုံးစံအတိုင်းကျွန်တော်အခုတောက်လျှောက်စာအုပ်လက်ဆောင်နေပြီးတယ်နော်နှစ်တစ်အထူးစာအုပ်လက်ဆောင်အစီအစဉ်ဖြစ်တယ်အခုဒီရက်ပိုင်းမှာလွှင့်နေတာတွေအားလုံးစုပြီးတော့မှကျွန်တော်တို့ရုံးပြန်ဖွင့်တာနဲ့ delivery တွေပြန်ရတာနဲ့ပို့ပေးမှာဖြစ်တယ်အဲ့တော့ဒီ video file လည်းမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်က၅ဦးကိုရွေးချယ်ပြီးတော့တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့ အောင်မြင်ခြင်းလက်ဆောင်အမှုပညာမြောက်စွာအောင်မြင်ခြင်းပျော်ရွှင်တဲ့အလုံးအောင်မြင်တဲ့ဘဝအမှုပညာမြောက်စွာ ဟောပြောခြင်းစာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်တိုင်းရာရောက်လူကျွန်းတို့အိမ်တိုင်းရာရောက်ကျွန်တော်ပို့ကအခမင်းနဲ့ပေးပို့ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်အဲ့တော့ဒါနှစ်သစ်စာအုပ်လက်ဆောင်အစီအစဉ်ဖြစ်ပါတယ် ရသေးတဲ့သူတွေလည်းစိတ်မညစ်နဲ့ကျွန်တော်မိတ်ဆွေတွေကများတဲ့အတွက်ပုံမှန်သာပါဝင်နေတပတ်မဟုတ်တစ်ပတ်ရရှိမှာဖြစ်တယ်။သင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်စကားစွန့်ရင်သင်တန်းဖွင့်ဖို့ရှိတယ် Business Presentations Master Class အဲ့ဒါ၅လပိုင်းမှာဖွင့်မှာကျွန်တော်အဲ့ဒါပြီးရင်ပြောပြ။ရောစေအောင်နိုင်ချောင်းအကြောင်းတရား၄ပါးအကြောင်းကျွန်တော်ဆွေးနွေး။ဓမ္မပဒမှာဖုံးတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကျွန်တော်တို့ဓာတ်ရိုက်ညွှန်ကြားထားတယ်။လောကမှာအမျက်ကြီးတဲ့သူကိုအမျက်ကြီးတဲ့သူကိုအမျက်မထွက်ဘဲနဲ့မေတ္တာဖြင့်အောင်နိုင် အဲ့တော့အမျက်ကြီးတဲ့သူတွေရှိတယ်ဆိုရင်ဟာတယောက်ကဒေါသထွက်နေကိုယ်ပြိုင်ပြီးတော့ဒေါသမထွက်နဲ့ဘာလဲအမျက်ကြီးတဲ့သူကိုကျွန်တော်တို့ကမေတ္တာဖြင့်အောင်းနိုင်တယ်အဲဒါလိုပဲသူတော်မဟုတ်သူယုတ်တွေကိုသူတော်ကောင်းမဟုတ်တဲ့သူတွေတနည်းအားဖြင့်သူယုတ်တွေကိုသူတော်ကောင်းတရားဖြင့်အောင်းမြင်နိုင်တယ်အဲဒါလိုပဲနှမျောဝန်တိုတတ်တဲ့သူတွေအလိုရမက်ကြီးတတ်တဲ့သူတွေနှမျောတွန့်တိုတတ်တဲ့သူတွေကိုပေးကမ်းခြင်းဖြင့် အောင်နိုင်ရတယ်နောက်ဆုံးအချက်ကတော့မှန်မှန်မကန်စကားကိုမှန်မှန်မကန်ပြောတဲ့မှုသားစကားပြောတဲ့သူတွေကိုမှန်သော သစ္စာစကားစကားကိုမှန်ကန်ဖြောင့်မတ်တည်ကြည်စွာပြောဆိုခြင်းဖြင့်အောင်နိုင်ရတယ်လို့ဖုံးတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရုံမြတ်ကြီးကကျွန်တော်တို့ဓမ္မပဒမှာအောင်မြင်ခြင်းအကြောင်း၄ပါးကိုဟောထားတယ်เนาะအဲ့တော့အမျက်ဒေါသတွကြီးတဲ့သူနဲ့တွေ့ရင်မေတ္တာဖြင့်အမျက်မထွက်တဲ့နည်းနဲ့အောင်မြင်အောင်ကြိုးစား အင်းသလိုပဲကျွန်တော်တို့ကသူယုံမာတွေကိုသူတော်ကောင်းတရားနဲ့အောင်မြင်ကြိုးစားနှမျောတွတ်တူတက်တဲ့သူတွေကိုပေးကမ်းခြင်းဖြင့်အောင်မြင်ကြိုးစားမမှန်မှုသားပြောတတ်တဲ့သူတွေကိုမှန်ကန်သောစကားကိုပြောဆိုခြင်းဖြင့်နှစ်သက်မှာအောင်ရအောင်ချောင်းအောင်မြင်မှုတွေကိုတည်ဆောက်နိုင်မှုအတွက်မင်္ဂလာရှိစွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် အခုနကျွန်တော်ပြောသလိုပဲတင်တန်းတက်ချင်တဲ့သူတွေကအခု April ထဲမှာတော့ကျွန်တော်တို့တင်တန်းမဖွင့်ဘူးပေါ့နော်ကျွန်တော်တို့ဒီတင်တန်းညီရွှေ့ထားတဲ့ငလင်ပေးကူညီလူတိုင်းခီးစဉ်တွေလည်းကျွန်တော်တွားတွားရတဲ့အတွက်ပေါ့ပြီးတော့ဒီပြီးခဲ့တဲ့ April 7ရက်နေ့မှာကျွန်တော်တို့ဘန်ကောက်မှာလုံးမယ်နော်ကျွန်တော်တို့အကျွန်တော်ရဲ့ fan meeting ကိုလည်းကျွန်တော်တို့ရွှေ့ဆိုင်ထားပါတယ်ဒီငလင်ပေးကူညီကယ်ဆယ်ရေးခီးစဉ်တွေတွားရတဲ့အတွက် အဲ့တော့ Bangkok Fan Meeting အတွက်လက်မှတ်ဝယ်ထားတဲ့သူတွေလည်းကျွန်တော် ticket fees ပြန်အန်းပေးပါတယ်တချို့ကတော့ပြန်အန်းပြန်ဟိုပြန်အန်းတာမယူဘူးရက်ရွှေ့ပြီးတော့လုံမရက်မှာတက်မယ်ဆိုပြီး ticket သိမ်းထားတဲ့သူတွေလည်းရှိပါတယ်အဲ့ဒါလိုလုပ်ချင်လည်းရပါတယ်ကျွန်တော်လည်းပဲဘန်ကောက်မသွားဖြစ်ပါဘူးပေါ့နော်ကျွန်တော်တို့ဒီဒီငလင်ဘေးကူညီကယ်ဆယ်ရေးခီးစဉ်တွေရှိတဲ့အတွက်ဘန်ကောက်ခီးစဉ်နဲ့ကျွန်တော်ရွှေ့ဆိုင်ပါတယ်အဲကျွန်တော်တို့နောက်ဒီ family ဘန်ကောက် family တွေကိုတော့ကျွန်တော်တို့ပြန်လုပ်ပေးမှာဖြစ်ပါတယ် ဲ့တော့တန်တန်းတက်ချင်တဲ့သူတွေကတော့အခု9လပိုင်းပေါ့9လပိုင်းမှာတော့ကျွန်တော်ကိုယ်တိုင်တင်မဲ့စကားစွန့်ရည်တန်တန်းရှိပါတယ်အကိုရဲ့စကားစွန့်ရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတိဆောက်ချင်တဲ့လူကြီးလူငယ်မျိုးတို့မဆိုတက်နိုင်တယ်အော် online တင်တဲ့ဒီအခုလာမယ့်9လပိုင်း6ရက်နေ့စမယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာတီတီကဘာဒေတာတီတီကတက်နိုင်တယ်နိုင်ငံရောက်နေတဲ့သူတွေကလည်းမြန်မာပြည်ကတယောက်ကိုကိုစားတင်တဲ့ညလွဲခိုင်းပြီးတက်နိုင်တယ်အဲ့တော့ online ကနေတက်ရမှာဖြစ်တဲ့အတွက်နေ့စဉ် recorded video တွေကိုတင်တဲ့စတင်မယ့်9လပိုင်း6ရက်နေ့ကနေစတင်ပြီး Facebook မှာတင်ပေးမယ် Facebook group ထဲမှာတင်ပေးမယ် အဲကျွန်တော်တို့ဒီ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram Private Channel မှာလည်းပြန်တင်ပြီးမယ်အဲ့ဒါတွေကတင်တဲ့ကာလတက်လာပြီးသွားတဲ့တိုင်အောင်နောက်6လတင်းလောက်ထိမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်ထပ်ပြန်ကြည့်နိုင်တယ် Live Lecture ကိုတော့အပတ်စဉ်ကျွန်တော်တို့ကဒီ live lecture ဒီအပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone ကနေ live တင်မှာဖြစ်တယ်။မေကွန်စိတ်ကြိုက်ကျွန်တော်မေးနိုင်တယ်။အဲ့တော့တနင်္တက်နေ့နဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ်။ live မကြည့်ပြင်းရင်လည်း live ကိုပြန်ပြီးတော့ group ထဲမှာကြည့်နိုင်အောင်တင်ထားပေးမှာဖြစ်တယ်။ တန်တန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးပါမယ်။အပြင်လူတွေတန်တန်းကတော့ရန်ကုန်မြို့တော်ဝင် center 3လာမှာရှိတယ်။ကျွန်တော်ရဲ့ MLO တန်တန်းကျောင်းမှာ9လပိုင်း10ရက်နေ့နဲ့17ရက်နေ့စနေတွင်းနေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိ2ရက်အချိန်ကြီးတက်ရောက်မှာဖြစ်ပါတယ်။ဒီတန်တန်းဒီစကားဆွင့်ရင်တန်တန်းလို့ဆိုတာနဲ့အညီ စကားဆွမ်းရည်တွေက business presentations master class တို့ဆိုတာနဲ့အညီစကားဆွမ်းရည်တွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားဆွမ်းရည်၃မျိုးဖြစ်တဲ့အယောင်ဆိုင်ရာပြောဆိုမှုတွေပြောဆိုမှုတွေ meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူလူအကြားဟောပြောမှုဒီ၃ခုကိုကျွန်တော်ရနှစ်ပေါင်းများစွာပြည်သက်ပေါင်းများစွာဟောပြောခဲ့တဲ့အတွေ့အကြုံတွေကိုအစီအစဉ်ထုတ်ပြီးတော့လေ့လာသင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနှစ်သစ်မှာမိမိတို့ရဲ့စကားဆွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုကိုတည်ဆောက်ခြင်းတဲ့သူတိုင်းနဲ့စကားဆွမ်းရည်တင်တဲ့မှာတွေ့ကြပါမယ်။ We must work together we must build our nation.